ကျမဒီအောင်လန်းသုံးချိန်တီတီလောက်ခံထားရတာဖြစ်တဲ့တတရတခုကအကြမ်းဆုံးပဲဆရာအတုနဲ့တွေ့တာဒီမှာဆိုလဲအရွက်တီရောအင်းတီရောချပြောကျမလက်သေးတီစပင်းတီယူอ่ะခါကအရင်နေမကောင်းဖြစ်တာနေမကောင်းဖြစ်ပြီးဆိုတော့ तू ကတိုက်တဲ့ရေမန်းလေးတောက်လိုက်ကျမတက်တာတော့အဲ့ရေမန်းကိုကျမအောင်ရောင်းတာ तू ရေမန်းတစ်ခါတစ်ခါပြင်30လို့30လို့ရောင်းတာတော့ကျမသူ့ရှိမှာ3900ပါသွားတယ် တွေ့တဲ့ဗီဒီယိုဆရာတော်မမေ့နဲ့သူတို့အောက်လန်းအကုန်တက်တဲ့ဗီဒီယိုဆရာတိုင်းအားလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးအရင်ကြိုးစားလိုက်ပါရစေ။မွေးချင်တဲ့ဆက်ပေးကျင်တဲ့ဗီဒီယိုလေးကတော့ဒီဗီဒီယိုလေးရှင်ပါပြတ်တယ်ဆိုတော့ဒီဗီဒီယိုလေးရှင်ပါပြတ်တယ်လဲဆိုတော့ဒီအမျိုးသမီးကဒီဗီဒီယိုနေအသားမြင်တွေကိုယုံနေပေါ့နော်။ဒါကြောင့်မို့လို့ဗီဒီယိုဆရာကိုအိမ်ကိုပင့်ပြီးတော့ဗီဒီယိုကြည့်တဲ့အခါမှာဒီအမျိုးသမီးချမ်းသာမင်းတီတော့ဒီဗီဒီယိုဆရာကအောက်လန်းနဲ့လှုပ်ပြီးဒီအမျိုးသမီးစီကပတ်စံ3500ကျော်လည်းယူသွားတယ်ဆိုတဲ့အကြောင်းကိုပြပြလာတာအရင်နဲ့ကြောက်ဆရာကောင်းနေရှင်ဗီဒီယိုလေးမှာဆိုလို့ရှင်တော့အပြည့်အစုံပါပါတယ်။ကြည့်တဲ့အမျိုးတွေထဲမှာလည်းဒီဗီဒီယိုနေယုံတဲ့သူတွေဗီဒီယိုခဏခဏ ကြည့်တဲ့သူတွေပါလို့ရှိရင်တော့မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ကပိုင်ရှိဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ကျမဒီအွန်လိုင်း၃ချိန်တီတီလုံခံထားရတာဖြစ်တဲ့အတွက်ကြောင့်ကျမဒီဗဟုသုတအများစွာကြီးရဲ့ပထမဦးဆုံးလောက်တာကကျမရဲ့အမတဝင်းခွဲတစ်ခေါက်လောက်တယ်ကျမတို့စီးပွားရေးတရင်တော့ကျမသူ့ပစ္စည်းရောင်းပေးတယ်အရန်ရောင်းကောင်းတယ်နောက်ပိုင်းကျတော့ကျမလည်းကျမတော်ရဖြစ်တဲ့အတွက်ကြောင့်ကျမဘာကိုကျမပြန်တန်းနေမနာလို့ဖြစ်ဘူးတော့ကျမကိုအိမ်အောင်ကွဲအောင်ဆိုပြီးတော့လှုပ်တယ်သူပြောတယ်သူလှုပ်ထားတဲ့တိုင်မှာကျမအိမ်အောင်ကွဲခဲ့တယ်ပြီးတော့ယူမတက်ခံစားရတယ်ပြီးတော့ညဘက်ဒီအိမ်မပြော်ဘူးအဲ့လိုအနောက်ကတရေတွေလိုက်တယ်လို့အိမ်မက တ်တင်မှတ်တယ်နောက်ပိုင်းကျတော့အချိန်တစ်ခုကြာလာတဲ့ခါကျတော့ဒါသူ့ဘာသာသူပြေးသွားတယ်အဲ့ဒါနော်ဒုတိယတစ်ခုကကျတော့ကျမရှင်မပစ္စည်းထုတ်တဲ့ကောင်မလေးကျမအောင်လောက်တာ သူကသူကတော့ကျမကိုသူ့စကားအောင်ခြင်းနေပေါ့နော်သူ့စကားအောင်ခြင်းနေလေသူပြောတဲ့ဟာကိုကျမလိုက်ရောပေးစီခြင်းနဲ့အမလီစီးပွားရေးမှာလည်းရှိတယ်နော်ဆက်ကြည့်ရုပ်တာမဟုတ်ဘဲနဲ့ကျမကိုကသူတို့ကပြောမယ်ဆိုခိုင်းဟိုပါပေါ့အဲသူ့စကားအောင်ခြင်းလာနဲ့ကျမကိုလှုပ်တာနော်အဲ့ဒီကောင်မလေးတော့ကလည်းကျမတော်တော်ခံခဲ့ရတယ်အဲ့ဒီမှာတော့ထိုင်းမှာတော့ကုတယ်ပေါ့နော်တော်တော်ယူဆူဆူဝါဝါပဲဒါမဲ့အဲတိတ်ပြောပြင်းပြင်းထန်ထန်တော့မဟုတ်ဘူးပေါ့နော်အဲ့ဒီနှစ်ယောက်တုန်းကကျမအေးအေးဆေးဆေးနဲ့ပဲဟိုဆရာတော်တေချာကုဆရာမလို့ကျမဘာကိုကျမပဲပထန်းယူဘာယူ မေတ္တာသုံးယူငါဘာတိလာယူပြီးတော့ကောင်းမှုကုသိုလ်လုပ်ပြီးတော့ကိုကိုကိုအော်ငါသူများလှုပ်ခန့်ထားရတယ်ဆိုတာတိတယ်အတိတတိနဲ့ထိန်းပြီးတော့ကျမရွှေတကုံတက်ပြီးတော့ပထန်းကိုအဲဒိဋ္ဌန်ယူရွတ်တယ်ပေါ့နော်အဲ့မှာသူကတူတူအချိန်ကြာလိုက်ခါကျပြည်သွားတယ်ပေါ့နော်တချို့အောက်လန်းနေရစိတ်ကုစရာမလို့သူကတူတူအချိန်ကြာရင်ပြည်သွားမယ်တက်တရာတစ်ခုကအကြမ်းဆုံးပဲ ျမအဲ့ညီမလေးနဲ့ကျမနဲ့သွားတူတာတတိယဘလို့ဘလို့လဲဆိုဆရာအတုနဲ့တွေ့တာကျမကစီပွားရေးအရန်အောင်မြင်တော့ကျမရဲ့အမတယောက်ကဟဲ့တဲ့ဆရာတယောက်ရှိရဲသူကတဲ့အရန်နဲ့တော်တာတဲ့စီပွားရေးနဲ့ပတ်သက်ရင်လုပ်ငန်းတွေပို့ပြီးတော့အောင်မြင်သွားမယ်သူကတဲ့ ဘာသာရေးဆရာဆိုတော့ကျမဟဲ့အဲ့ဆိုဖိတ်ပေးပါလားကျမအိမ်ကိုဆိုအဲ့နဲ့အမကဖိတ်ပြီးတော့ဖိတ်လိုက်ဖိတ်ပြီးတော့ကျမတော့ဟာဟာသိမလားဟာဖះခန်းထဲမှာခင်းချင်းပြီးတော့ဟာပန်းမွေရာတွေဘာတွေနော်ဟာသိမလားဖះဆင်ရှိမှလေသူ့ကိုလေကတော့ပြီးတေးတေးချာချာအောင်လေကျမထားတာကျမပတ်စံချမ်းသာမန်းလဲတည်လဲတည်ရောသူကသူကအောက်လန်းဆရာကျမလုံးဝမတည်ဘူးနော်အဲ့ဒါကြောင့်ဘေးရင်ဆရာတွေကိုမယုံနဲ့သူတို့အောက်လန်းကင်တာတယ် ရှင်တို့ကိုကြိုးကြိုက်သွားလိမ့်မယ်ရှင်တို့ပတ်စံရှိတဲ့သူဆိုပိုတော့တတိထားတွေ့တဲ့ဘေးဒင်ဆရာသွားမမေ့နဲ့သူတို့အောက်လန်းအကုန်တက်တယ်ဘေးဒင်ဆရာလည်းရှင်တို့ရှိရပတ်စံအောင်လေကဲ့ယူလိမ့်မယ်အဲ့ဒီမှာလေကျမတို့လေသူကနောက်ပိုင်းနေလဲကြလဲကြအောင်လေကျမတို့လူယုံနေသွင်းပြီးတော့ဘယ်လိုတိုးစေးလို့ဟာမျိုးတွေလေကျမတို့ရှိမှာ3900ပါသွားတယ်3900 ကဲမနေမနောနော်တိုးစေးမဟုတ်ဘူးနော်ဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့သူ့စကားတွေအောင်းတာကွာကျမကလည်းဘာဆေးတွေကျွေးလိုက်လည်းမသိဘူးတိလာပြီးလည်းပြီးတော့အိမ်မှာဆိုလည်းအရွက်တွေရောအင်းတွေရောချပြီးတော့ကျမလက်သေးတွေစပင်းတွေယူอ่ะပြီးရင်ဘာဖြစ်လဲဆိုကျမကအလေးနေမကောင်းဖြစ်တာနေမကောင်းဖြစ်ပြီးဆိုတော့ तू က तू ပြော तू ပြောတဲ့ तू တိုက်တဲ့ရေမန်းလေးတောက်လိုက်ရင်ကျမတက်တာတော့အဲ့ရေမန်းကိုကျမကိုရောင်းတာစောက်ကြံဘလောက်ရုပ်လဲဆိုတော့လေ ောက်ပိုင်းလည်းကြောက်ကြောက်ကျွန်မစိတ်ထဲမှာလည်းမတင်ကောင်း။ तू ကတော့ငါနေမကောင်းဖြစ်ပြီဆိုရင်ငါ့ကိုစာပုတ်ပုတ်နေတယ်ပေါ့။ဆိုတော့အဲ့နဲ့ကျွန်မလည်းကျွန်မလည်းပုတ်ကိုရှိရလေ။အဆောင်ရှောက်ရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်မနောက်ပိုင်းကျသူ့ခက်ခွာခွာနေလိုက်တာ။အဲ့မှာဆက်ပြောမယ်နော်။စောက်ကျင်ဘလောက်ရုပ်တဲ့ပေတဲ့ဆရာလဲဆိုရင်ကျမကလေနေမကောင်းဖြစ်ပြီဆိုသူ့ရဲ့ရေမှန်လေးတောင်းလိုက်ကျမတက်တာတော့အဲ့ချိန်မှာအော်သူ့ရေမှန်ဆွမ်းနေပေါ့ဆိုသူကရေမှန်တစ်ခါတစ်ခါပြီး30လို့30လို့ရောင်းတာတော့ကျမလေဝယ်ရတာပေါ့နော်နောက်ပိုင်းကျတော့လေ ကျမလည်းပုတ်ကူဆောင်နေသူဆိုတော့ကျမလည်းတိလာဟဲ့တခုခုတော့တခုခုပဲငါနေမကောင်းဘူးဆိုရင်ဒီကောင်ကြီးရလို့ Viber နဲ့ငါ့ကိုဆာလာပို့တယ်လို့ဒီကောင်ကြီးလို့ပဲပြောတယ်စမကလို့ပြီးလည်းပြောပြီးလည်းပြောငါ့ကိုလည်းဟဲ့ညီမလေးတတလာပါလားဆိုတော့လေတိတ်မတင်တာတော့နောက်ပိုင်းကျတော့မှကျမလည်းလေ ဟိုခက်ခွာခွာနေလိုက်ပြီကျမဘာကိုကျမအကောင်းဆုံးစေးကူတယ်တစ်နှစ်လောက်တော့ကြာတယ်ဗောနော်တစ်နှစ်လောက်ကြာတဲ့ခါကျကျမဆရာကောင်းတမကောင်းတော့ဟာဟိုမော်လမြိုင်ဆရာကောင်းနေဆိုလည်းပြေးဟာမူးတော်ကဆရာကောင်းနေဆိုလည်းပြေးဘန်ဘန်ကောက်ကဆရာကောင်းနေဆိုလည်းပြေးဟာချင်းမဟန်ဆရာကောင်းနေဆိုလည်းပြေးအကုန်လျှောက်ပြေးရပြေးပြီးပြတာဒါရက်မတက်တာဘောနော်မတက်တာဘာကြောင့်လဲသူကခန္ဓာကိုယ်အတွင်းထဲလဲထည့်ထားတယ်အိမ်ဒီမှာလဲထည့်ထားတယ်ပြီးတော့လက်သေးခြေသေးတွေလဲယူထားပြီးတော့ပြင်းပြင်းထန်ထန်ထိထိရောက်ရောက်ကိုလှုပ်ထားတာဗောနော်ဟိုဓာတ်ပုံတွေပါနေလှုပ်တာကြတော့အဲ့လောက်မထိရဘူးဗောနော် တီတီရောင်ရောင်လောက်ထားရတဲ့အတွက်ကြောင့်တောင်းတောင်းတောင်းမပြည့်ဘူးဖြစ်နေတယ်။တချို့တွေကမင်းအင်ပထန်ရွတ်တဲ့ဖျားစာရွတ်တဲ့အောင်လန်းလို့မရအောင်လဲရတယ်ရှင်ရတယ်ရှင်ဖုန်ကြီးတော်လုံးလို့ရတယ်ရှင်တို့လူမပြောတဲ့နေ့စဉ်နော်တီလာစောင့်တည်နေတဲ့ဖုန်ကြီးရဟန်းနေတော့အောင်လန်းလို့လို့ရတယ်ဘယ်လိုချိန်လို့လို့ရလဲဆိုကန်နေတဲ့ချိန်လို့လို့ရတယ်ကျမအဲ့တုန်းကဂျိုစည်းဂျိုနေ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 တဲ့ချိန်မှာ तू ကလှုပ်ချလိုက်တာရှင်နော်အဲ့လိုချိန်မျိုးဆိုလို့လို့ရတယ်နောက်ပိုင်းကျလည်းကျကျမကျမအဲ့ဒါကိုကုလိုက်တော့ပျောက်သွားတဲ့ချိန်မှာလေ तू လှုပ်တယ်ဆိုတာလေ तू ကိုယ်တိုင်ဝန်ခံတာ သူကိုယ်တိုင်မို့သူတပည့်ဆိုတဲ့လူကဝန်ခံတယ်အမကိုဒီလိုဒီလိုလှုပ်ထားပါတယ်အဲ့ဒီအတွက်ကြောင့်အမကိုပေါ်တော့ဗာပြတ်တယ်သူတို့မတောင်းမှန်လို့မရအောင်လေကျမတို့ကတံပြန်လေဘဝပြက်မှာသူတို့ဘဝပြက်မှာသူတို့ဘဝပြက်မှာငလင်နဲ့အခုတေလာရှင့်လာတာမသိဘူးဘဝပြက်မှာကျမတို့ကတံပြန်မယ်နော်အဲ့တော့ကျမကျမကိုစိတ်ကူပေးတယ်ဖုန်းဖုန်းကပြောရဲတက္ကမဘယ်လိုလှုပ်ချင်လဲ ကိုကတော့ခွင့်လောက်ပေးလိုက်ဖုံဖုံရတယ်တပိတော့ပြတ်သွားရင်ပြီးတော့သူတို့တပိတော့တပိတော့လှုပ်ထားတဲ့ဟာသူတို့ကိုပဲပြန်ပေးလိုက်တယ်အဲ့လိုမျိုးပေါ့နော်အခုရှိလားမရှိလားလို့တော့မသိဘူးဒါပေမဲ့သူတို့တပည့်တွေပဲကျမကိုပြန်ဖော်တာအမကတို့ကအောက်လန်းနဲ့ဘလို့ဘလို့လှုပ်ထားတာပါဘာဘလို့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 ပါဆိုကျမကိုကြိုးကင်လို့မရတော့ဘူးเนาะကျမကိုကြိုးကင်လို့မရတော့ တော်တော်စောင့်ကြည့်ရောက်တာပါရှင်အဲ့တော့ဘီဒင်းဆရာတွေကိုရှင်တို့တရားရခိုင်တော့မယုံပါနဲ့မဟာဗုဒ္ဓကြီးတို့ကတော့တွက်တာတော့ချက်တာတော့ဆိုယုံမတာတော့တို့ပါလို့ဆိုယုံမအကြမ်းမြင်ဆိုရင်တော်တော်စဉ်းစားပါဘာကြောင့်လဲဆိုအကြမ်းမြင်နေနမဲ့နမဲ့တရေမွေးတာတော့အောင်လန်းနဲ့ရောပြီးကင်တာတော့အကြမ်းမြင်ဆရာကြီးတော်တော်များများလောက်တတ်တယ်အဲ့တော့ဟိုပေါ့ ရှင်တို့ကိုလေစီးပွားရေးတဲ့အဆင်မပြေအောင်တို့ကလုံလိုက်ရှင်တို့ကတို့ရှိသွားရေရာလေးတောင်းလိုက်ပြီးစီးပွားရေးကိုတို့ကပြန်ဖွင့်ပေးလိုက်ပြီးတော့ရှင်တို့အဲကစတမာမလာဘူးဆိုရှင်တို့ကိုစီးပွားရေးလေးတွေပြန်ပိတ်လိုက်အဲ့လိုလုံးလိုက်မှာဘာကြောင့်လဲဆိုတော့ဒါမမြင်ရတဲ့ပညာရဲ့ဒီအားလုံးကတို့ကတတ်တယ်ရှင်အဲ့တော့တွေ့တဲ့ဘီရင်ဆရာမမေးပါနဲ့တွေ့တဲ့ဟိုမမေးပါနဲ့ရှင်တို့ရဲ့ပတ်စံကိုလေတို့ကလေတို့ရဲ့ပညာတွေနဲ့လိန်ယူသွားလိုက်မယ်ဒါကျမပေါ်မှာ3900အလိန်ခံရတဲ့ ဘူးတူတာလေးဖြစ်ပါတယ်ကျေးဇူးများတင်ငန်းစာယူစီရပေါ့နော်ကျမရှိမှလေးအွန်လိုင်းနဲ့ပတ်သက်ပြီးတော့ကြားဝူးခြင်းနဲ့ဆိုရဲအမတွေညီမတွေကိုကျမပြောပြမယ်ဘာလို့လဲဆိုတော့ကျမတို့ brand နေပြီးပကံခီးစင်အခုဆွဲတာအဲ့မှာကျမဘဝမှာအမှတ်တရသူများအွန်လိုင်းလောက်ပြီဆိုရင်လေအဲ့လိုဖျားအကြောင်းခံနေသွားလို့မရဘူးပြီးတော့အရန်ကိုပေါ့နော်တကူးကြီးတဲ့နေရာတွေကို ွားလို့မရဘာကြောင့်လဲဆိုသူတို့ကအောက်လန်းနဲ့ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုနေရာမျိုးတွေအောက်လန်းအလုတ်ခံထားရတဲ့သူကွားလို့မရအောင်ကျွန်မအမဆိုလည်းအခုသူများအောက်လန်းလုတ်ပြီးတော့ကင်ဆာဖြစ်နေတာအဲ့ဒါကျွန်မတို့ကကုပေးတဲ့ဖုံဖုံရှိကိုလွတ်တာလုံးဝသွားလို့မရကားပေါ်တက်ကားပြက် မူလဲအဲ့လိုဖြစ်တာကျမတို့ကလည်းအဲ့လိုပဲပေါ့နော်သူများအွန်လိုင်းလောက်ထားတာအကြီးအကျယ်လောက်ခံထားရတဲ့အချိန်မှာကျမပကံဖျားကိုကျမလူတွေနဲ့ trip ဆွဲပြီးသားဖြစ်တော့ကျမသွားချင်တာဒါပေမဲ့ကျမလေးအဲ့ဒီပကံမနှက်ဖန်သွားရမယ်နော်ဒီနေ့ညမှာနော်ကျမအိပ်ရတဲ့ခေါင်းအုံးနဲ့ခေါင်းနဲ့ထောင်းလို့မရတော့အွန်လိုင်းများဘလောက်ကြောက်စရာကောင်းလဲဆိုစွန်းနေနော်မထင်အထင်မသေးတဲ့အရင်စွန်းနေအွန်လိုင်းတွေကကျမခေါင်းအုံးနဲ့ခေါင်းနဲ့လုံးဝခွာလို့မရတော့တယ်ကျမလေးအဲ့တော့ကလေးညရင်နဲ့မျက်ခွမိုးတာမနှက်ဖန်ကျမလေးရင်သွားတော့မှာနော် ဘလောက်တောင်တော့အောင်လန်းဘလောက်စွမ်းလဲဆိုတော့လေကျမလေးတညာလုံးဖျားစာဆိုတာဆိုပြီးတော့နောက်နေမနဲ့လဲကြာကြာမူတော့လေဟိုဘက်ဒီဘက်ဒီဘက်တစ်ဘက်ဆွဲပဲကျမကိုလေးရင်ပေါ်လိုက်ပို့တာအဲ့တော့ကျမကောင်လေးကသူ့လဲလိုက်ခဲ့မယ်ဆိုပြီးလေးရင်လက်မှတ်ဖြတ်တာလက်မှတ်လုံးဝမရအောင်ကျမတစောင်းနေရတယ်နော်အဖြက်ဘလောက်ကြီးဖြတ်လဲဆိုလေးရင်ထွက်ခံနေသည့်ကျမလေးအပြင်မှာတော့ထွက်မထိုင်နိုင်ဘူးမူလုံးလုံးလေးရင်အိမ်သာထဲမှာလေအိမ်သာထွက်ဖို့ခေါင်းနစ်ပြီးတော့ကျမအန်တာအန်တာ မူးပြီးတော့အန်လာကျွန်မကောင်လေးကိုဖုန်းဆက်တော့ငါ့ကိုလာခေါ်တော့ငါဒီခေးဆန်ကမလိုက်တော့ဘူးဒီခေးဆန်ကမလိုက်သွားတော့ငါ customer တွေပဲလွတ်လာငါမဖူးတော့ဘူးကျွန်မကောင်လေးအသေးရအောင်သွားအသေးရအောင်သွားဆိုပြီးလေရင် truck ခဏနေတော့ဆိုကျွန်မနာမည်လေရင်ကလှမ်းခေါ်တော့မှကျွန်မလေးလေရဲတွေနဲ့လေနှစ်ဖက်ဆွဲပြီးတော့ကျွန်မသွားတာပြီးလဲပြီးတော့လင်ခွင်းလဲ customer နေဖြတ်တဲ့ခါကျွန်မတောင်းမှန်နေကျွန်မအယမ်းမူးနေတယ်သူတို့ကလည်းတိတယ်မျက်နှာယူအမ်းပြီးတော့လေတော်တော်ကြီးရောနော်အောင်လန်းဘလောက်ကြောက်စရာကောင်းလဲဆိုတော့ပကံဖျားဖူးမှဆိုလို့ကျွန်မအောင်လန်းနဲ့တိုက်တာစီးပွားရေးအောင်မြင်မှဆိုလို့ ံတော့စီးပွားရေးမှာလည်းအတိုက်ခံနေရှိတယ်။အဲ့ဒါနဲ့ကျွန်မပကံဖျားကိုလင်းရင်နဲ့စီးပြီးတော့ရောက်သွားတယ်။လေနဲ့စီပြီးရောက်တဲ့ချိန်မှာလေပကံမြူလေးကျမခြေချလိုက်တဲ့ချိန်မှာလေကျမမြေရီတွေပပိုင်ပိုင်ပြပြန်ကြတာဝမ်းသာလုံးလို့အဲ့ဒီချိန်မှာဟိုတယ်လေးရောက်လေရောက်ပြီးတော့ကျမအိပ်ပြော်ပါအဲ့ဒီချိန်မှာဘလို့အိမ်မက်မက်လဲဆိုကျမရဲ့ဝိညာဉ်ကြီးကလွင့်သွားတာ ကျမလူခန္ဓာကိုယ်ကြီးအိတ်နေတယ်ဒါပေမဲ့ဝိညာဉ်ကြီးကလည်းသေသွားသလိုမျိုးနော်ကြောက်စရာအရင်ကောင်းတယ်ကျမအိတ်နေတယ်နော်ကျမအိတ်နေတာကိုလည်းကျမမြင်ရတယ်ကျမရဲ့ဝိညာဉ်ကြီးကလွင့်ပြီးတော့ကျမဖះတဆူရောက်သွားတယ်အဲ့ချိန်မှာအဲ့ဖះတဆူရောက်ပြီးတော့အဲ့ဖះကိုဖူးပြီးတော့ကျမခန္ဓာကိုယ်ဝိညာဉ်ပြန်ရောက်လာတဲ့အချိန်မှာကျမ နည်းနည်းလေးလန်းလာတယ်ပေါ့နော်နည်းနည်းလေးလန်းလာတယ် all and နဲ့အဲ့လိုမျိုးနည်းနည်းလန်းနေပါသေးထားရှောက်လို့ရတယ်အဲ့ဒီတရက်ကျွန်မလုံးဝမထနိုင်အဲ့ရတဲ့မှာလဲနေနောက်နေ့ကျကျွန်မ customer တွေကကားနဲ့ရောက်လာကြတယ်အဲ့ချိန်မှာကျွန်မ customer တွေနဲ့ထပ်ဖို့နေပါတယ်တော့ထွက်ရိုင်းနိုင်တယ်ကျွန်မမထနိုင်သေးဘူးအဲ့ဒါနဲ့နောက်တစ်ခေါက်ထပ်ပြီးတော့ကျွန်မအိမ်မက်မက်တယ်အိမ်မက်မက်တော့နောက်ထပ်ကျွန်မကလည်းတိုက်ဆက်ကြည့်ရတဲ့သူဆိုတော့တုံတုံသူများလှုပ်လို့မရဘူးဆက်ပြောပြမယ်နောက်ဗီဒီယိုမှာ ဟုတ်ကဲ့ပါမြို့ရီမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီအမျိုးသမီးအဆိုလို့ရှိရင်ဒီဘေးဒင်းလေးအကြမ်းမြင်လေးကိုယုံနေပါတော့ဒါကြောင့်မလို့ဘေးဒင်းလေးအကြမ်းမြင်လေးကိုမေးတဲ့အခါမှာဒီဘေးဒင်းစီကအတုတွေကအောင်လွင့်ပညာတက်တဲ့အတွက်ဒီအမျိုးသမီးချမ်းသာမဲ့တည်တဲ့အချိန်မှာအောင်လွင့်နဲ့လှုပ်ပြီးတော့ဒီသူ့ရှိကြီးကစေးဒီဝယ်အောင်လို့လှုပ်ဆန်ကိုလိန်ယူတဲ့အကြောင်းကိုပြပြလာတာအရင်နဲ့ကြောက်စရာကောင်းနေပါတော့အခုကြည့်နေတဲ့အမျိုးကြီးတွေမှာလည်းဒီဘေးဒင်းလေးအကြမ်းမြင်လေးယုံနေသူတွေရှိလို့ရှိရင်တော့အထူးကိစ္စကြပါကောင်းတဲ့ဆရာတွေရှိတယ်လို့ဒီလိုမျိုးအောင်လွင့်ပညာနဲ့လှုပ်ဆန်နေတဲ့သူတွေလည်းရှိတယ်ရှင့် ိတဲ့အမျိုးတွေလည်းဘူတရာတင်ကန်းဆန်ရအောင်ပြန်လည်းမျှောက်လိုက်ခြင်းပဲဖြစ်ပါတယ်။အမျိုးတို့ရဲ့အမြင်လေးတွေနဲ့အတွေ့အကြုံလေးတွေရှိလို့ရှင်လဲဗီဒီယိုလေးရအောင်မှာ comment လေးရေးကပ်ပြီးလို့ရပါရဲ့ရှင်။မွေးဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမို့ဆယ်လီတရီနေဘူတရာရဲ့ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့ဒီဆက်ပြီးသမှမို့မွေး channel လေးကို like subscribe နဲ့တပ်ပြီးပို့တောက်ဆိုပါရဲ့ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်။တာတာ။